Hello ဒီနေ့မှာကျွန်တော် share link လုပ်ပေးသွားမယ့်အရာကကျွန်တော်ဒီ uh weight of winter မှာပဲဖြစ်ဖြစ် mandy vest မှာပဲဖြစ်ဖြစ် atlas rain မှာပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့နေစဉ် uh free deviance အကောင့်လေးတွေပေါ့เนาะ free uh claim လုပ်လို့ရမယ့် location လေးတွေကို video လေးလုပ်ပေးပါဆိုတဲ့သူတွေအတွက်ပါကျွန်တော်တို့ဒီမှာဆိုရင် weight of winter မှာဆိုရင် နေစဉ်ကျွန်တော်တို့သွားပြီးတော့ ိန်းလို့ရတာ9နေရာရှိတယ်။ Manivest မှာ9နေရာ။ LS Dream ကတော့ဒီ Weight of Winter နဲ့ Manivest နဲ့ပေါင်းထားတာဆိုတော့နေ့စဉ်10နေရာပေါ့နော်။ Weight of Winter နေရာမှာ9နေရာ Manivest မှာ9နေရာ။အဲ့တော့စေးနေရ LS stream မှာကြည့်လို့စော်နေတဲ့သူတွေအတွက်ဆိုရင်အခုဒီမှာကျွန်တော် weather winter ကိုအရင်ပြလိုက်မယ်ပေါ့နော် weather winter မှာကျွန်တော်မြေပုံကို right to left သွားပါမယ်ညာဘက်ကနေဘယ်ဘက်ကိုသွားမယ်ပေါ့နော်ညာဘက်အစွန်းကနေစမယ်ညာဘက်အစွန်းမှာ ဝေတော့ဝင်တာမြေပုံရဲ့ကျွန်တော်တို့ညာဘက်အဆုံးဆုံးကိုဇွန်ချဲကြည့်လိုက်မယ်ဆိုရင်ဒီ Tiger Tiger Bowl ဆိုပြီးတော့ Teleportation Tower လေးကိုတွေ့လိမ့်မယ်ပေါ့နော်အဲ့ဒီကိုကျွန်တော်တို့အရင်ဆုံး Teleport မယ်ပြီးရင်အဲ့သူ့နားလေးမှာအဲ့ဒီမဲ့အဲ Stranded Marsh ဆိုပြီးတော့အဲ့မဲ့ဟိုပါပေါ့ Rift Anchor လို့ icon လေးတွေ့လိမ့်မယ်သူမှာ Strand အာ Stranded Marsh ဆိုပြီးအဲ့မဲ့ Rift Anchor အဲ့ဒါလေးကိုကျွန်တော် track လုပ်လိုက်မယ်အဲ့ဒီမှာရှိတာပေါ့เนาะကျွန်တော်တို့ပထမဆုံးဒီ weight of winter မှာပထမဆုံးအဲ့ free deviance claim လို့ရမယ်နေရာကဒီ stranded marsh ဆိုတဲ့နေရာမှာရှိတာပါအဲ့တော့အဲ့ဒီနေရာကိုသွားမယ် ကျွန်တော်တို့တွေဒီ track လုတ်ထားတဲ့ဒီ riff anchor နားကိုကျွန်တော်ကတ်သွားမယ်ပေါ့နော်ကတ်သွားရင်အဲ့မဲ့သင်မောပြက်ကြီးရှိတယ်သင်မောပြက်ကြီးနားမှာ riff anchor ရှိတာဒါပေမဲ့အခုကကျွန်တော်က riff anchor ကိုလာပြီးတော့ unlock လုတ်တာမဟုတ်ဘူးဒီ deviance free deviance ကိုလာ clean တာဆိုတော့သူ့ရဲ့ location လေးပဲကျွန်တော်ပြောလိုက်မယ်နော်အဲ့တော့ဒီမှာဒီအိမ်ဒီမှာအိမ်ဒီဇောင်းကြီးလဲနေတယ်နာပြီးတော့ဒီဘက်ဘေးမှာကျတော့လှေကြီးဒီဇောင်းလေးတွေနာအဲ့ဒီနားလေးမှာအမေရေဆက်အဲရေရေအဆက်ပေါ့နော်အဲရေထဲမှာ ရေထဲမှာအဲ့ဒီ isolated unit ရှိတယ်ပေါ့နော်အဲ့ထဲမှာ the deviants claim လို့ရတယ် daily ပေါ့အာတခါလေးကြရင်လဲ1 1ကြရတယ်တခါလေးကြရင်လဲ5 4တို့4 4တို့3 4တို့အဲ့လိုမျိုးကြရတယ်ပေါ့နော်ခုဒီမှာဆိုရင်ကျွန်တော်တို့ mushroom ပေးတယ်ပေါ့ second location ကကြတော့ကျွန်တော်တို့ဒီအာ avalanche monolith ဆိုတဲ့အဲ့ဒီနားမှာပေါ့နော် avalanche monolith ဒါမှမဟုတ်ရင်ဝေးဘုံဒါမှမဟုတ်ရင် bell dan camp နေပေါ့နော် camp နေရဲ့နာမည်ဒီအဲ့နားမှာရှိတယ်အဲ snow clip teleportation tower ဆိုတဲ့ဒီကနေမှာတွားရမှာပေါ့အဲ့တော့ကျွန်တော်တို့ကဒီ snow clip teleportation tower က unlock မလုပ်ရသေးဘူးဆိုရင်သူ့နားမှာပါအနီးနားမှာပါရှိလဲဆိုရင်ခုနကျွန်တော်ပြောတဲ့ avalanche monolith ဆိုတာရှိတယ်ပြီးရင် camp နေအနေနဲ့ဆိုရင်အဲ့ဒီ huevon camp ရှိမယ်ပြီးတော့ဒီ bear den ရှိမှာပေါ့နော်အဲ့တော့ဒီကိုကဒီ company က unlock လုပ်ပြီးသား company ကပွင့်ပြီးသားဆိုရင် company ကိုအရင်သွားသွားပြီးတော့မှဒီအဲ့မွေလီမွေကောက်ဖြစ်နေတဲ့အဲ့ဒီဟိုမွေလီမွေကောက်ဖြစ်နေတဲ့အဲ့ဒီလမ်းမှာလမ်းနာမှာပေါ့ဒီ snow clip teleportation tower ရှိပါတယ်ပြီးရင်ဒီ tower နားမှာကျွန်တော်တို့ဒီဟို public crisis လေး federal ဆိုတဲ့ဟာအများအတန်းဒီမှာဖြစ်တယ်ပေါ့အဲ့တော့ဒီ tower ပါအဲ့တော့ဒီ teleportation tower နားမှာအဲ့ဒီမဲ့ zoom လေးဆွဲကြည့်လိုက်ရင်အမေအိမ်ဖြူလေးတွေ့လိမ့်မယ်အဲ sada cabin နဲ့ အဲ့ဒီ Sara Cabin မှာ ကျွန်တော်တို့သွားယူရမယ် Deviants Free Deviants ကရှိတာပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုကိုဘယ်ကနေလာလာပေါ့ဟိုကမ့်နေရနေလာခြင်းအဲ့ဒီ Sara Cabin ကို track ယူပြီးတော့သွားဒါမှမဟုတ်ကိုကဒီ Snow Clip က unlock လုပ်ပြီးသားဆိုရင်အဲ့ကနေပြီးတော့ track ယူပြီးတော့မှအဲ့ Sara Cabin ကိုသွားမှာပါဆရာကဗင်နာကိုကျွန်တော်တို့နီးလာရင်ဒီလိုအိမ်စုလေးတွေတွေ့လိမ့်မယ်ပေါ့နော်အဲ့မဲ့အိမ်စုလေးတွေအဲ့ဒီမှာကျွန်တော်တို့ဝင်ရမယ့်အိမ်ကအဲ့ဒီဒီ အကုန်လုံးကတော့၄တောင်လေးပဲပေါ့နော်ဒီအခုကျွန်တော်ပြထားတဲ့အာအိမ်ထဲကိုဝင်ပြီးတော့ဒီ isolated unit ရှိတဲ့အဲ့ထက်ကနေပြီးတော့ claim ရမှာပေါ့ဒီအိမ်လေးပါအခုကျွန်တော် land လုပ်လိုက်တဲ့အိမ်လေးဒီမှာတကားပေါက်အပေါက်၃ခုရှိတဲ့အဲ့ဒီကျွန်တော် land လုပ်လိုက်တဲ့ဒီအိမ်လေးပါအဲ့ထက်မှာရှိတယ်မအိုက်ထဲမှာဒီ isolated unit ထဲကနေပြီးတော့ကျွန်တော်တို့ deviance တကောင်တင်လို့ရပါတယ်။အော်ဒီဂီဝိုင်းပေးတယ် တတိယ location ရကြတော့အခုကျွန်တော်ရောက်နေတာကဒီ setter cabin ပေါ့အဲ့ကနေပြီးတော့မှမျက်စောင်းတိုးလေးအဲ့အပေါ်ဘက်အချမ်းကိုအာဇုံလေးနည်းနည်းဆွဲကြည့်လိုက်ရင်အမှန် dangling vessel cave ဆိုပြီးတော့တွေ့လိမ့်မယ်အဲ့ဒီနေရာကို track လုပ်လိုက်ပါအဲ့ဒီနေရာမှာရှိတာပေါ့နော်အဲ့တော့ဒီ setter cabin နဲ့အဲ့ဒီ dangling vessel cave ကြားမှာအမှန် camp ရှိတယ်ပေါ့ရှိတဲ့ camp နာမည်က bear den ပါအဲ့တော့အဲ့ဒီ bear den ကိုအရင်သွားသွားပြီးမှအဲ့ကနေမှအဲ့ဒီအဲ dangling ကို truck ယူပြီးတော့သွားလို့ရတယ်ဗောနော်အခုကျွန်တော်ကဒါဒီ Sada cabin ကနေပြီးတော့ dangling vessel cave ကို truck လုပ်လိုက်တာပါကျွန်တော်တို့တွေဒီ Sada cabin ကနေပဲလာလာပြီးဒီ bear den ဆိုတဲ့ camp ကနေပြီးတော့ပဲလာလာဗောအခုဒီမှာ dangling vessel cave ဆိုတဲ့နေရာလေးကိုရောက်နေပြီအဲ့တော့ဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်ဒီလိုကြိုးတရားကြီးတွေ့ပါလိမ့်မယ်ဒီကြိုးတရားကြီးရဲ့အဆုံးမှာ zip line လေးရှိတယ်ဒီမှာ zip line เนาะ ဒီ zip line ကနေတွားရင်ပူပြီးလွယ်တယ် zip line ကမတွားဘဲနဲ့ကျိုးတရားကြီးရဲ့အဆုံးမှရှိတဲ့ဒီ land ကနေတက်သွားလေရတယ်ဒါပေမဲ့ကျွန်တော်တို့ zombie တွေတွေ့မယ်ပေါ့နော်အဲ့တော့ဒီကျိုးတရားကြီးအဆုံးမှဒီ zip line လေးတစ်ခုရှိတယ်အဲ့ဒီ zip line ကနေကိုသွားလိုက်မယ်ဆိုရင်အဲ့ဟိုဘက် zip line ထိမ်မှာကျွန်တော်တို့ဒီ reef anchor ရှိတယ်ဒီ dangling vessel cave ရဲ့ reef anchor ရှိတယ်အဲ့တော့ကျွန်တော်ဒီ reef anchor လည်းတစ်ခါလဲဖွင့်လို့ရတယ်အဲ့ကနေဒီ reef anchor ကိုရောက်ပြီးဆိုရင်အဲ့ကနေပြီးတော့အဲ့မယ် ိုဘက်ကိုကြည့်လိုက်မယ်ဆိုအမှကျွန်တော်တို့ claim ရဲ့ ID isolated unit တန်းတွေ့တယ်ပေါ့နော်သူတို့ဒီ securement silo လို့သူတို့ကရေးတယ်အာ isolated unit ထဲကနေကျွန်တော်တို့ဒီ claim ရဲ့ daily deviance ကဒီမှာ claim လို့ရတယ်တန်းပြီးတော့ဒါတတိယ location မှာ အော်ကျွန်တော်ဒီဟာအာဒီဒီခေါင်ပေးတယ်ပေါ့နော်စတောက်ထားမြောက် location လေးကကြတော့ကျွန်တော်တို့မီးတောင်မဲ့အချမ်းမှာပေါ့နော်ဒီ အဲ့မဲ့ lava lava track တွေ့လိမ့်မယ်အဲ့အညိုရောင်အစင်းနေရတာ lava ပေါ့ချိုကြီးအဲ့ဒီဘက်နားလေးကိုကြည့်ရမှာပေါ့နော်အဲ့နားလေးကို zone ဆွဲကြည့်လိုက်ရင်သူ့နာမှာဘာရှိလဲဆိုရင် zone of haze ရှိပါတယ်အဲ့ zone of haze အဲကိုအရင်ရှာပေါ့နော်မြေပုံမှာပြီးရင်အဲ့ကနေမှအာဒီမှာ ကျွန်တော်တို့ unlock မလုပ်ရသေးဘူး fire throat east teleportation tower တဲ့အဲ့ဒီကိုအရင်သွားရမှာပါအခုကျွန်တော်ဒီဗီဒီယိုလုပ်နေတာ ပေါ့နော်ဒီဒီ uh, weight of winter မှာဒီ free claim လာလဲကျွန်တော်လဲ first time ပေါ့နော်ဒီမှာ teleportation tower တော့မှ unlock မလုပ်ရသေးဘူးအဲ့တော့အရင်ဆုံးအဲ့ဒီဟာကိုအရင် unlock လုပ်ပါမယ် fire throat east ပါသူ့နာမှာအဲ့ဒီ zone of haste ရှိရပေါ့နော်ကျွန်တော်တို့ဒီ fire throat east teleportation tower ကိုရောက်ပြီဆိုရင်သူ့မှာ သူ့နားလေးမှာကက်ရဲပဲအဲ့ဒီမှာ abandoned refinery ဆိုတဲ့နေရာကိုသွားရမှာပါအဲ့ဒါကျွန်တော်တို့ရဲ့စထုတ်ထားမြောက် location မှာ abandoned refinery ဆိုတဲ့ဒီ location ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီလိုပုံစံကြီးတွေးလိမ့်မယ်မဟုတ်ဘူးလို့မျိုးဒီလိုတခါကြီးအဲအဲ့ဒီထဲကိုဝင်ရမှာပါအဲ့ဒီထဲကိုဒီလိုဝင်ပြီးဆိုရင်ဝင်ဝင်ချင်းညာဘက်ညာဘက်အချမ်းမှာအဲ့ဒီမှာဆင်လေးပေါ်မှာကျွန်တော်တို့ရဲ့ဒီ securement side လို့ဒါမှမဟုတ်ရင်ဒီ isolated unit ပေါ့နော်အဲ့ဒါလေးကိုတွေ့မယ်ဒါပေမဲ့ဒီနေရာကနည်းနည်းအဲ့လိုဟို တန်းယူတန်းပြေးလို့မရဘူးဘောနော်နည်းနည်းတက်ရမှာအခုကျွန်တော်တို့တော့ဗာပြီးလဲဆိုရင် အော် dream catcher ပြီးတယ်ကျွန်တော်တို့ဒီ wave of winter ရဲ့နောက်ဆုံးပိတ် location ပေါ့နော်နံပါတ်5ခုမြောက် location မှာအခုကျွန်တော်ရောက်နေတဲ့နေရာကဒီဟိုပါလဲအာ fire throat eats ဆိုတဲ့ teleportation tower နားမှာရှိတဲ့ uh, abundant refinery ဆိုတာရောက်နေတာသူကဘယ်နားမှာနီးလဲဆိုရင်ကျွန်တော်တို့ဒီဟိုဟာ uh, zone of haze နဲ့နီးတယ်ပေါ့เนาะအရင်ဆုံး zone of haze ပြီးရင်အခုကျွန်တော်ရောက်နေတဲ့နေရာနံပါတ်၄နေရာပေါ့အဲ့ဒီနံပါတ်၄နေရာနေပြီးတော့မြေပုံကိုအပေါ်ဘက်မှာအပေါ်ဘက်ကိုကြည့်မယ်ပေါ့เนาะအပေါ်ဘက်ကိုကြည့်ပြီးတော့အပေါ်ဘက်ကို zoom လုပ်ပြီးတော့မှနည်းနည်းလေးချဲ့လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ right land ဆိုတဲ့ teleportation tower လေးတွေ့လိမ့်မယ်ပေါ့เนาะအဲ့ဒီမှာအာ တာဝါရဲ့နာမည်ကအဲ right land teleportation tower အဲအဲ့ဒီနေရာကိုသွားရမှာပါခုကျွန်တော်ဒီ right land teleportation tower ကိုရောက်ပြီးအဲ့တော့သူ့နားလေးမှာအမကက်ရက်လေးပဲအဲ့ဒီအိမ်ဖြူလေးရဲ့ကျွန်တော်တို့သွားရမယ့်နံပါတ်5 location အိမ်ဖြူလေးရဲ့နာမည်ကတော့ right art farmstead ပြီးတော့သူကဘာနဲ့နီးသေးလဲဆိုရင် ကျွန်တော်တို့ oblivion camp နဲ့လည်းနေတယ်ကျွန်တော်တို့ဟို zone of haze ပြီးရင်အဲ့ဒီဟိုခုနက fire throat eats tower အဲ့ကနေမှဒီကိုတမ်းမလာခြင်းမှုဆိုရင်ကျွန်တော်ဒီ oblivion camp ကိုအရင်သွားသွားပြီးတော့မှဒီ tower ကို right plan tower ကိုလာလာပြီးတော့မှအဲ့ဒီ tower ကနေပြီးတော့မှအခုန right art farmstead ဆိုတဲ့နေရာလေးကိုဟိုပါပေါ့ track ယူပြီးတော့မှသွားရမှာပေါ့နော်ကျွန်တော်တို့ဒီ weight of winter ရဲ့နောက်ဆုံးပိတ် location ံပါတ်5ခုမြောက် location ပေါ့เนาะအဲ့ဒီနေရာရဲ့နာမည်က Ripe Art Farm Stud ပါအဲ့တော့ဒီမှာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအိမ်လေးတွေစုနေတဲ့နေရာကိုသွားရမယ်ပေါ့เนาะအဲ့ဒီမှာကို zoom လေးနည်းနည်းချဲ့ကြည့်လိုက်မယ်ဆိုရင်ဒီလိုအိမ်လေးတွေစုနေတဲ့နေရာပြီးတော့ဒီလိုအဖြူရောင် green house တွေရှိတယ်ပေါ့เนาะအဲ့နောက်ထိသွားရပါမယ်ဒီလိုဒီအဖြူရောင်အရှိကြီးပေါ့နော် green house လာအဲ့လိုမျိုးဟာကြီးရယ်ပြီးတော့ခါကြဒီလို go down ဒါမှမဟုတ်ရင်အိမ်ပုံစံနှလုံးအဲ့ဒါလေးကိုကြော် ကြုံပြီးရင်အမနောက်ထပ်9000အသေးလေးတဲ့မှာကျွန်တော်တို့ရဲ့ဒီ securement silo ဒါမှမဟုတ်ရင် isolated unit ပေါ့နော်အဲ့ဒီမှာဒီမှာ deviance ပေးတယ်အာ half seat လာအဲ့ဒါလေးရပါတယ်အဲ့တော့အခုကျွန်တော်ဒီ weight of winter ပြီးသွားပြီပေါ့နော် location 5ခုပြီးသွားပြီ MID ကသူဆိုရင်ဒီမှာ level က44တဲ့ကျွန်တော်တို့ weight of winter က location 5ခုလုံးပြီးသွားပြီဆိုတော့အခုကျွန်တော်တို့ manifest ပေါ့နော် manifest မှာ စစချင်းကျွန်တော်တို့သွားမယ့်နေရာကဒီမေယာမားကတ်မေယာမားကတ်မှာအဲ့ဒီမေယာမားကတ်ရဲ့အဲ့ဒီတာဝါတိုင်းကြီးကနေပြီးတော့ဒီဘက်ဘက်ဘက်အချမ်းဘက်ကအခန်းလေးတွေကိုလာလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ securement site လို့ဆိုပြီးတော့ free deviance တကောင်စပြီးရမယ်ပေါ့နော်ဒါအခုကမေယာမားကတ်ပါ ဒီ manifest မှာကြတော့ဘာကောင်းလဲဆိုရင်ကျွန်တော်တို့ဒီ company မှာသွားပြီးတော့ဓာတ်ရိုက်ယူယုံမယ်ဟိုဝဲတော့ winter လို့မျိုးလေး company နဲ့အဝေးကြီးမှာမဟုတ်ဘူးပေါ့နော်သူက company မှာရှိတယ်တကောင်စီပေါ့ company က၅ခုဆိုတော့၅កောင်အခုဒုတိယ location ကကျွန်တော်ကျွန်တော်တို့ dashville ပါအာ dashville ကိုရောက်ရင်ဒီ tower တိုင်းပေါ့ tower တိုင်းရဲ့အဲ့နောက်ဖက်ကအခန်းကဲ့ရဲ့အခန်းလေးထဲမှာကျွန်တော်တို့ဒီ securement site လို့ဆိုပြီးတော့အာဒုတိယမြောက် location မှာတင်လို့ရတယ်ပေါ့နော် ဟိုတတိယမြောက် location ကကြတော့ gray water camp အာတန်းသွားလိုက်ရုံပဲပေါ့နော်အဲ့ဒီ camp ကိုအရင်ဆုံးသွားသွားပြီးရင်ဒီမှာ camp ရဲ့ teleportation tower ဘေးနားလေးမှာရှိတယ်အဲ့ဒီလေကားလေကားကနေပြီးကျွန်တော်တို့အပေါ်တက်ရမှာပေါ့နော်လေကားကနေအပေါ်တက်နောက်ထပ်တဆင့်ထက်တက်အမှထက်တက်မယ်ဆိုရင်ဒီလိုအပေါ်လေးမှာအမှ securement site လို့ဆိုပြီးတော့ free deviance ရှိရပေါ့နော်အာ door shrink door ပြီးတာ လေးခုမြောက် location ကကြတော့ကျွန်တော်ဒီ Black Fair မှာ Black Fair camp ကိုသွားပါတော့ကျွန်တော် camp တစ်ခုချင်းစီတိုင်းမှာသွားပြီးသိရုံပဲ Black Fair မှာရောက်ပြီဆိုရင်ဒီမှာသူ့ရဲ့ဒီ tower တိုင်းပေါ့ tower တိုင်းကနေအမယ်မျက်စောင်းတို့လေးကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒါမှာ securement site လို့ပါဒီ Black Fair ကကျွန်တော်တို့ဒီ Manifest မှာအာစတောက်ထားမြောက် location ပေါ့เนาะအခုဒီမှာကျွန်တော် long wolf ရတယ်နောက်ဆုံးပဲနံပါတ်5 location ကကြတော့ဒီ Tall Grass Inn ဆိုတဲ့ camp မှာပေါ့เนาะဒီ camp မှာ အဲ့ဒီဒီတာဝါတိုင်းနားမှာဒီ NPC ရှိတယ်ကျွန်တော်တို့ဈေးရောက်လို့ရတဲ့ NPC ဒီ NPC ကနေပြီးတော့အဲ့ဒီမဲ့ရေခံလေးကိုဖြတ်ပြီးတော့ကြီးလိုက်မယ်ဆိုရင်အဲ့မဲ့ securement side လို့ဟိုမှာတာဝါတိုင်းဒီမှာ NPC ဒီကျွန်တော်တို့ camp နေမှာကျွန်တော်တို့ဟိုဟာ NPC တွေရှိတယ်ဒါပေမဲ့တယောက်ကိုပဲကျွန်တော်တို့ဈေးရောက်လို့ရတယ်ရောင်းပြီးတော့ energy link ယူလို့ရတယ်ပေါ့เนาะ energy လင့်ရတယ်ပေါ့အဲ့တော့ဒီမှာဒီရေခံလေးပတ်သွားပြီးရင်အဲ့ဒီမှာကျွန်တော် securement silo လေးတွေးလိုက်မယ်အဲ့အဲ့တော့ကျွန်တော်ခု wave of winter လည်းပြီးသွားပြီးငါးငါးနေရဒီ manifest လည်းပြီးသွားပြီပေါ့เนาะငါးနေရအဲ့တော့ endless string ကကျတော့ဒီ wave of winter နဲ့အာဒီ manifest ပေါင်းထားတာဆိုတော့ဒီ10နေရပေါ့เนาะ okay ပါအမ် ားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ် see you in next video